အားလုံးပဲမင်္ဂလာပါကွန်ပျူတာအခုရဲ့ဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့နင်းနေတော့ခေါင်းရှုပ်ထွားနိုင်ပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့ဒီနေ့မှာအဲ့ဒီရှုပ်ထွေးတယ်လို့ထင်ရတဲ့အကြောင်းအရာရဲ့အခြေခံအကြဆုံးအုတ်မီတီကိုတခုချင်းစီတူတူလေ့လာသွားကြပါမယ်ကဲဒီမေးခွန်းပဲကွန်ပျူတာကုန်ရက်ဆိုတာတကယ်တော့ဘာကြီးလဲနီးပညာနဲ့တိတ်မရင်းနေဘူးဆိုရင်တော့ဒီစကားလုံးကနည်းနည်းကြောက်ရှာကောင်းနေနိုင်ပါတယ်ဒါပေမဲ့တကယ်တမ်းတော့လေသူ့ရဲ့ခြေခံသဘောတရားကအញ្ញမ်းအញ្ញမ်းကိုယူရှင်းပါတယ်ဝီကီပီဒီယာမှာတော့ဒီလိုအသေးပဲခွင့်ဆိုထားရဲ့ နည်းနည်းတော့စာဆန်းတယ်နော် notes တွေတို့အရင်မြစ်တွေကိုမျှဝေတုံးဆွဲချင်းလို့လို့ဤပညာစကားလုံးတွေပါနေတော့နန်းနန်းနားလေရာခတ်နိုင်တယ်ဒါမဲ့ okay စိတ်မပူနဲ့ဒီအရာတွေအကုန်လုံးရဲ့အထိပ္ပယ်ကိုခဏနေရင်ရှင်းရှင်းလင်းလင်းသိသွားစေရပါမယ်ဆိုတော့အဲ့ဒီရှုပ်ရှုပ်ထွေးထွေးအထိပ္ပယ်ဖွင့်ဆိုဆွဲချက်ကြီးကိုခဏမေ့ထားလိုက်အခုဘာလုပ်လဲဆိုတော့ကွန်ရက်အခုကိုဘာမှမရှိတဲ့အခြေအနေအနေအစအနေတစင်ချင်းအတူတူတိစောက်ကြည့်ကြမယ်ဟုတ်ပြီလားကဲဒါတော့ဒီနေ့တော့လမ်းပြမြေပုံပါ အရင်ဆုံးအခြေခံအုတ်မြစ်ကနေစမယ်ပြီးရင် client server ဆိုတာဘာလဲကြည့်မယ်ပြီးတော့ switch router နောက်ဆုံးမှတော့ firewall နဲ့ဆုံးသတ်မယ်ဒီအဆင့်တွေအားလုံးပြီးသွားရင်လည်းကိုယ့်ရဲ့တစ်ခုလုံးရဲ့ပုံစံကိုချီးရှင်းလင်းလင်းမြင်သွားမှာတေးချတယ်ဟုတ်ပြီဒါဆိုပထမဆုံးအပိုင်းကိုဆက်လိုက်ကြရအောင် connect ရဲ့အခြေခံအကြဆုံးအုတ်မြစ် connect ဆိုတာတကယ်တော့ဘာလဲဟုတ်တယ်ကိုယ့်ရဲ့တစ်ခုဆိုတာလေတကယ်တော့ဒီလောင်လေးပဲရိုးရှင်းနိုင်တယ် computer နှလုံးကိုကြိုးတစ်ချောင်းနဲ့ချိန်လိုက်တယ် ဘာလို့ချိန်တာလဲသူတို့နှစ်ခုချာမှာ file လေးလို့ printer လေးလို့ရင့်ညက်တွေကိုမြောက်ဝဲတုံဆွဲရှင်လို့ပဲအဲ့လိုချိန်လိုက်တာ ਨੇ တဟာကွန်ရက်တခုရှိသွားပြီအញ្ញမ်းရိုးရှင်းတယ်နော် okay အခု computer နှလုံးထည့်ဆက်ထားပြီဒါဆိုသူတို့နှစ်ခုကဘလို့အပြန်အလှန်အလုပ်လုပ်ချတယ်လဲအဲ့ဒီမှာအရေးကြီးတဲ့ client server ဆက်ဆံရေးဆိုတာပေါ်လာပါပြီ client ဆိုတာဘာလဲအရင်လွယ်တယ် तू ကတောင်းဆိုတယ် तू စားတော့ဆိုင်သွားရင်အစားစားမားတဲ့ तू လို့ပေါ့ဝင်ဆောင်မှုတစ်ခုခုကိုလိုရင်းလို့တောင်းဆိုတယ် business PC မဆို client ပဲဥပမာ video ကြည့်ချင်းလို့တောင်းတာမျိုးပေါ့ client ကမားတယ် तू ဆိုရင် server ကတော့အဲ့ဒီမားစာကိုထောက်ဖန်ပေးတဲ့ तू ပေါ့စားတော့ဆိုင်ကစားဖို့မူလို့ပဲ client ကတောင်းဆိုတာဒီကို ပြန်လဲဖြည့်ဆည်းပေးတဲ့စက်ပစ္စည်းအဲ့ဒါ server ပဲကဲဒီဥပမာလေးကိုကြည့်လိုက် PC1 ကနေပြီးတော့ image.jpg ဆိုတဲ့ထပ်ပုံ file လေးကို PC2 စီရန်လှမ်းတောင်းလိုက်တယ်။အဲ့ဒီခါမှာ PC2 ကလည်းအဲ့ဒီ file ကိုပြန်ပို့ပေးလိုက်တယ်။ဆိုတော့ဒီနေရာမှာဘသူက client လဲ။ဟုတ်တယ်။တောင်းဆိုတဲ့ PC1 က client ။ပြီးတော့ file ကိုပြန်ပို့ပေးတဲ့ PC2 က server feed တော်တာပေါ့။ရှင်းတယ်နော်။အမှန်တော့လေဒီ client server ကိစ္စကနေတိုင်းကြုံနေရတာ။ YouTube ကြည့်ရဆိုရင်ကိုဖုန်းဒါမှမဟုတ် computer က client ပေါ့။ သူကဗီဒီယိုတောင်းနေတာလေ YouTube ကကွန်ပျူတာကြီးတွေကစာပါသူတို့ကဗီဒီယိုကိုပြန်ပို့ပေးနေတာ Adobe နဲ့ file တွေပါတယ်ပို့ရင်တောင်းဒီသဘောတရားပဲ file ပို့ပေးတဲ့ဖုန်းကစာပါလက်ခံတဲ့ဖုန်းက client အမြဲတမ်းဖြစ်ပြနေတဲ့အရာတစ်ခုပါကဲကွန်ပျူတာနှလုံးချိတ်တာတော့ဟုတ်ကြီးရုံးရောက်မှာကွန်ပျူတာလုံး30 40လောက်ကိုတပြိုင်တည်းချိတ်ချင်ရတော့ဘယ်လိုလုပ်မလဲအဲ့ဒီမှာ switch ဆိုတဲ့ PC လေးရဲ့အခန်းခန်းတိုင်းရောက်လာပါပြီ switch ဆိုတာလေ ဂျိုးခွဲပေါက်အငားကြီးပတ်တဲ့ extension ဂျိုးခုံကြီးလိုပဲကွန်ပျူတာတွေ printer တွေအငားကြီးကိုဂျိုးတွေနဲ့လာထိုးပြီးအချင်းချင်းချိတ်ဆက်လို့ရအောင်လုပ်ပေးတဲ့ဗဟိုဒိန်းတစ်ခုပေါ့အဲ့ဒီလို switch နဲ့ချိတ်ဆက်ထားတဲ့ကွန်ရက်လေးကို local area network အတိုကောက် LAN လို့ခေါ်တယ် switch တွေရဲ့အဓိကအချက်ကတော့သူတို့မှာပေါက်ပေါက်တွေအများကြီးပါတာပဲဆက်တွေအများကြီးချိတ်လို့ရတာပေါ့ဒါပဲပဲဒါပေမဲ့အရာအကြီးကြီးတဲ့အချက်က switch ဟာ LAN တစ်ခုတည်းဆိုလိုတာကတော့ရုံးခွင့်တစ်ခါ အိမ်တအိမ်လို့နေရာတစ်ခုတည်းအတွင်းမှာပဲအလုပ်လုပ်တယ်။သူကကို့လန်တဲ့ကဆက်တွေကိုပဲအချင်းချင်းချိတ်ပေးတာ။အပြင်ကတခြားလန်နေတဲ့ကောတွားပြီးချိတ်ဆက်ပေးလို့မရဘူး။အော်ဘီအခုကိုယုံခန့်ထဲမှာလန်တစ်ခုတိဆောက်ပြီးသားပဲ။ဒါဆိုရန်ကုန်ကကိုယုံခွဲလန်နဲ့မန္တလေးကယုံခွဲလန်ကိုချိတ်ချင်ချင်းတော့ဘယ်လိုလုပ်မလဲ။ switch ကဒါကိုမလုပ်ပေးနိုင်ဘူးလေ။အဲ့ဒီအချိန်မှာလူအလာတာကတော့ router ပါပဲ။ router ရဲ့အဓိကအလို့ကအရန်ရှင်းတယ် မတူညီတဲ့လမ်းတွေကိုအချင်းချင်းချိတ်ဆက်ပေးဖို့ပဲ။သူကကွန်ရက်တွေကြားကလမ်းပြပေးတဲ့သူ။ကိုယ့်အိမ်ကကွန်ရက်ကိုအင်တာနက်ဆိုတဲ့ကမ္ဘာကွန်ရက်အကြီးကြီးနဲ့ချိတ်ဆက်ပေးတာလဲရောက်တာပဲ။သူသာမရှိရင်အင်တာနက် သုံးလို့ရမှာမဟုတ်ဘူး။ကဲဒီတော့ switch နဲ့ router ဘာကွာလဲဆိုတာကိုအချုပ်ပြန်ကြည့်အောင်။ switch ဆိုတာကမြို့တစ်မြို့တည်းက LAN တွေလိုပဲမြို့ထဲမှာပဲအချင်းချင်းခြေစပ်ပေးတယ် router တော့အဲ့ဒီမြို့တွေကိုတစ်မြို့နဲ့တစ်မြို့ဆက်သွယ်ပေးတဲ့အဝေးဘေးလက်မကြီးလိုပဲတစ်ခုက local သွားနောက်တစ်ခုကအဝေးကိုသွားဖို့တော့ပါဟောပြီအခုဆိုရင်ကိုင်းတဲ့တစ်ခုကိုတီးဆောက်ပြီး internet နဲ့တောင်ခြေစပ်ပေးပွားပြီဒါပေမဲ့အရေးကြီးဆုံးမေးခွန်းတစ်ခုကြံနေတယ်အဲ့ဒါကတော့လုံကြုံရေးပဲကိုကိုင်းရဲ့ကိုဘလို့ကားခွင့်မလဲအဲ့ဒီမှာ firewall ဆိုတာဝင်လာပါပြီ အင်တာနက်နဲ့ချိတ်ဆက်လိုက်ပြီဆိုတဲ့အဓိပ္ပာယ်ကကိုရင်တကောင်ကိုကဘာကြီးအတွက်ဖွင့်ပေးလိုက်တာနဲ့အတူတူပဲအကောင်းတဲ့ဧည့်သည်တွေဝင်လာနိုင်တယ်လို့မကောင်းတဲ့သူခိုးတားပြလည်းဝင်လာနိုင်တယ်ဆိုတော့ကိုကွန်ရက်ကအဲ့ဒီအန်ဒရီတွေကနေတကစ်လုံခြုံရဲလာ firewall ဆိုတာကတော့ကိုကွန်ရန်ရဲ့တခါစောင့်ကြည့်တယ်ရဲလိုက်တလုံးရဲ့ကိတ်စောင့်ကြည့်လို့ပေါ့ဘသူတွေဝင်ခွင့်ရှိတယ်ဘသူတွေထွက်ခွင့်ရှိတယ်ဆိုတာကိုသူ့မှာရှိတဲ့စီးမင်းစောင့်နဲ့တိုက်စစ်တယ်ခွင့်ပြုထားတဲ့အချက်လက်တွေကိုပဲအဝင်အထွက်လုတ်ခွင့်ပေးပါတယ်သူအလုတ်လုတ်ပုံကဒီလို့ ကောင်းတဲ့သူတယောက်ကကိုကွန်ရက်ထဲခိုးဝင်မှုကျူးစားတယ်ဆိုပါဆိုအဲ့ဒီအချက်လက်တွေ firewall ကိုရောက်လာတဲ့အခါ firewall ကသူ့ရဲ့စီးမင်းနေနဲ့ချက်ချင်းတိုက်စစ်တယ်အန်ဒယ်ရှိတဲ့အရာမှန်ထိတာနဲ့ဘာမှပြောမနေတော့ဘူးချက်ချင်းပိတ်ဆို့လိုက်တာပဲ wrong လုံးဝဝင်လို့မရတော့ဘူး firewall တွေကပုံစံအမျိုးမျိုးရှိတယ်တီးတန့် hardware စက်ပစ္စည်းအနေနဲ့လည်းရှိတယ်လို့ကိုကွန်ပျူတာထဲမှာထည့်ထားတဲ့ software လည်းခင်နိုင်တယ်အခုနောက်ပိုင်းမှာတော့ပိုပြီးအဆင့်မြင့်တဲ့ပိုပြီးညံကောင်းတဲ့ next generation firewall တွေဆိုတာလည်းပေါ်နေပါပြီ။ကဲအားလုံးကိုပြန်ပြီးခြုံငုံကြည့်လိုက်အောင်။အခုဆိုရင် BP စုံနဲ့ client တခုခုအတူတူတိစောက်ပြီးသွားပြီ။အထဲမှာ client တွေ server တွေရှိတယ်။သူတို့ချိတ်ဆက်ပေးဖို့ switch ရှိတယ်။အပြင် local နဲ့ဆက်သွယ်ဖို့ router ရှိတယ်။ပြီးတော့အဲ့ဒီ client တခုလုံးကိုကာကွယ်ပေးဖို့ firewall လည်းရှိနေပြီ။ဒါက client တခုရဲ့အခြေခံတိစောက်ပုံအပြည့်စုံပါပဲ။ Okay အခုဒီ set PC တွေကျောင်းတော့အကုန်တီးသွားပြီ။ဒါပေမဲ့ နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုချန်တာခဲ့ခြင်းတယ်စဉ်းစားကြည့်လေကွန်ပျူတာက Apple ကထုတ်တာဖြစ်နိုင်တယ်ရောက်တာက Cisco ကဖြစ်နိုင်တယ် Switch ကတခြား company တစ်ခုကဖြစ်နိုင်တယ်ဒီလို company ပေါင်းစုံကထုတ်ထားတဲ့စက်ပစ္စည်းတွေကတယောက်နဲ့တယောက်ဘလို့လုတ်ပြီးနားလဲအောင်စကားပြောနေကြတာလဲသူတို့အားလုံးလိုက်နာရတဲ့ဘုံဘတာစကားဒါမှမဟုတ်စီးမင်းစီးကနေများရှိနေမလားဒါကတော့နောက်တစ်ခေါက်အတွက်စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုပေါ့